တရုတ်ဤအရေးလွှမ်းမှုမှုတရားနယ်လေးပြည့်ရဆဲမှုနဲ့မြန်မာဒေါ်လာရေးစိန်ခေါ်ချက်တောင်အမျိုးသားလူမျိုးရေးတက်မတော်တရားနယ်လေးဟာမြောက်ပိုင်းမာမိတ်အဖွဲ့ရဲ့အဓိကအဖွဲ့ဝင်တစ်ဦးဖြစ်ပြီးစစ်အုပ်ချုပ်ရေးအဖွဲ့စစ်ကောင်စီနဲ့မကြာသေးမီကချုပ်ဆိုခဲ့တဲ့တရုတ်ဂျောင်းဝင်ဖြန့်ပြင်းမှုနဲ့အပြစ်ခတ်ရဆဲရေးသဘောတူညီချက်ဟာစစ်အာဏာသိမ်းပြီးတဲ့နောက်မြန်မာနိုင်ငံရဲ့ဒေါ်လာရေးမှာအရေးကြီးပြီးအလားအလာရှိတဲ့စိုးကြိုးများတက်ရောက်နိုင်တဲ့အလှည့်ပြောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့တိုက်ပွဲတွေကိုယာယီငြိမ်သက်စေခဲ့ပေမဲ့လည်းဒီသဘောတူညီချက်ဟာတော်လှန်ရေးလှုပ်ရှားမှုတစ်ခုလုံးအထူးသဖြင့်အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့လက်နက်ကိုင်ဖွဲ့စည်းဖြစ်တဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အပေါ်လင်းနက်တဲ့ပထဝီနိုင်ငံရဲ့အရေးကိုကြားရောက်စေခဲ့ပါတယ်။တရုတ်ရဲ့ပြင်းထန်တဲ့ဗီယာအောင်မှာပေါ်ပေါက်လာတဲ့ဒီသဘောတူညီချက်ဟာဒိုင်းသားလက်နက်ကိုင်ဖွဲ့စည်းများ EU မှာကျေပြန့်တဲ့ဒီမိုကရေစီလှုပ်ရှားမှုအတွက်ဘေးအပ်တဲ့အကူအညီတွေကိုဖျက်တောက်ဖို့ချိန်ကြောင်နေပြီးပြည်ထောင်ကလမ်းကြောင်းကိုပုံဖော်ရမှာ တရုတ်ရဲ့ကြီးမားပြီးရှုပ်ထွေးတဲ့အခမ်းကဏ္ဍကိုမိမောင်းထုတ်ပြနေပါဗါး။2023ခုနှစ်နောက်ပိုင်းမှာအောင်မြင်မှုမကြုံဘူးသေးတဲ့စစ်စင်ရေး2029ကိုစတင်ခဲ့တဲ့ညီတော်မမိတ်၃ဘွဲ့ရဲ့အဓိကဖွဲ့ဝင် DNL ဟာ2025ခုနှစ်အော်တိုဘားလ28ရက်နေ့28ရက်နေ့များကတရုတ်နိုင်ငံကူမင်းမြို့မှာပြုလုပ်တဲ့ဆွေးနွေးပွဲပြီးမှအပြစ်ခတ်ရဲစဲရေးလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။သဘောတူညီချက်ပါစီကံချက်တွေအရ DNL ဟာမိုးကုန်းနဲ့မိုးမိတ်မြို့တွေကိုစစ်ကောင်စီလက်သို့ပြန်လည်အနှံ့ရန်သဘောတူခဲ့ပြီး စစ်ကောင်စီဘက်ကလည်းဒီအန်အလေးထိန်းချုပ်ထားတဲ့နေမြေတွေမှာထိုးစစ်များဒါမှမဟုတ်လေကြောင်းတိုက်ခိုက်မှုတွေရပ်ဆိုင်းဖို့သဘောတူခဲ့ပါတယ်။ဒီပြစ်ခတ်ရပ်ဆိုင်းမှုဟာ2025ခုနှစ်ဇန်နဝါရီလက MNDAA နဲ့ချုပ်ဆိုခဲ့တဲ့သဘောတူညီချက်လိုမျိုးတော်လှန်ရေးဘက်မှ အရေးပါတဲ့လက်လျောမှုဖြစ်ပြီးစစ်ကောင်စီအတွက်ကြီးမားတဲ့တန်တမာရေးရာအောင်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။အထူးကအဖြစ်၎င်းဟာစစ်ကောင်စီကိုအရေးပါတဲ့ဆင်မနာတစ်ခုမှအနားယူခွင့်ပေးပြီး၎င်းရဲ့အုပ်ချုပ်မှုကိုတရားဝင် ဖြစ်စေဖို့ကြိုးပမ်းတဲ့ ရွေးကောက်ပွဲတွေကိုပြုလုပ်ရန်နေရာပြိလိုက်ခြင်းပဲဖြစ်ပါတယ်။ DNA လေးတွက်ကတော့ဒီဆုတ်ခွာမှုဟာလေချောင်းတိုက်ခတ်မှုတွေပြင်းထန်လာခြင်းနဲ့အတူပထဝီနိုင်ငံရေးအရာဖိအားတွေအလွန်ကြုံခံရခြင်းတို့ကြောင့်မဖြစ်မနေလက်တွေ့ကြတဲ့ရွေးချယ်မှုတကူလို့ရှုမြင်နိုင်ပါတယ်။တရုတ်နိုင်ငံရဲ့ဂျောင်းဝင်ဆစ်ဆက်ပေးမှုဟာဗမ်းမလိုက်တဲ့ငြိမ်းချမ်းရေးထိန်းသိမ်းခြင်းထက်၎င်းရဲ့နယ်စပ်တလျှောက်ဒီငြိမ်မှုထိန်းသိမ်းခြင်း၎င်းရဲ့ကြီးမားတဲ့စီးပွားရေးရင်းနှီးမြှုပ်နှံမှုများဥပမာတရုတ်မြန်မာစီးပွားရေးဇင်းညံကိုကာကွယ်ခြင်းနဲ့နယ်စပ်ချက်ကျော် ရာဇဝတ်မှုများ တယ်လီကွန်လိမ်လည်မှုတွေကိုတိုက်ဖြတ်ခြင်းစတဲ့လက်တွေ့ကျတဲ့ကုချိုးစည်းပေါကိုရှင်းလင်းစွာ ဖော်ပြခြင်းဖြစ်ပါတယ်။တရုတ်ဟာနေဆက်ဒေသကိုတိတိသားသားမတိမငိဖြစ်စေခဲ့တဲ့စစ်စင်ရေး2029ရဲ့အောင်မြင်မှုကို၎င်းရဲ့အဓိကမူဝါဒဖြစ်တဲ့စစ်မဖြစ်ရေးမငိမသက်မဖြစ်ရေးအတွက်တိုက်ရိုက်ချင်းချောင်းမှုဖြစ်ရှုမြင်ပါတယ်။တရုတ်ဟာညီနောင်မာမိတ်သုံးဘွယ်ပေါ်ထိုးစစ်တွေရပ်တန့်မှုနဲ့ဆွေးနွေးပွဲများသို့ဝင်ရောက်ဖို့ဖိအားပေးခဲ့ပါတယ်။အစောပိုင်းမှာ UWSA ကဲ့သို့ NRG အဖွဲ့တွေကို နေဆက်ဖြတ်ကျော်မှုများပိတ်ရန်နဲ့ဒီယာနာလီ MND အရုအတွက်အကူအညီများရပ်တန့်ရန်လည်းဖိအားပေးခဲ့ပါတယ်။ဗေကျင်းဆိုရကစစ်ကောင်စီသားလျင်နိုင်ငံကိုစူးစီးထားနိုင်တဲ့တခုတည်းသောအင်အားစုဖြစ်ရှုမြင်ပြီး၎င်းရဲ့ရေရှည်စီးပွားရေးအကျိုးစီးပွားတွေကိုကာကွယ်ဖို့ကြိုးပမ်းပါတယ်။တရုတ်ရဲ့တိုက်ပွဲတွေကိုရပ်တန့်ဖို့ဖိအားပေးခြင်းနဲ့သဘောတူညီမှုများရရှိရန်တောင်းဆိုခြင်းဟာတော်လန်ရေးရဲ့မဟာဗျူဟာမြောက်စီရေးအရှိန်ကိုရပ်တန့်စေခြင်းသာမကတနည်းအားဖြင့် စေအုပ်ချုပ်ရေးအဖွဲ့ကိုအားပေးထောက်ခံနေခြင်းပဲဖြစ်ပါတယ်။တရုတ်ရဲ့ဖိအားပေးမှုကြောင့်ဖြစ်ပေါ်လာမဲ့အဆိုးရွားဆုံးနဲ့အရေးကြီးဆုံးသောအကျိုးဆက်ကတော့မြောက်ပိုင်းမဟာမိတ်ဖွဲ့နဲ့၎င်းရဲ့မဟာမိတ်များအထူးသဖြင့်ဝါပြည်သွေးစီညီညွတ်ရေးတပ်မတော် UWSC တို့မှ NUG နဲ့ PDF တို့အတွက်ပေးပို့နေတဲ့ထောက်ပံ့ရေးပစ္စည်းများရက်စဲရန်မျှော်လင့်ရခြင်းပဲဖြစ်ပါတယ်။နေဆက်တချောင်းအင်အားကြီးလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ UWSC ဟာ၎င်းရဲ့မဟာမိတ်များကတဆင့် PDF အတွက်လက်နက်ငယ်နဲ့ခဲယမ်းများရဲ့အဓိကရင်းမြစ်ဖြစ်ခဲ့ပါတယ်။ဘေကျင်းရဲ့ပိုင်ဆိုင်မှုများထိန်းချုပ်ခံရခြင်းနဲ့နေဆက်ကန့်သတ်မှုများချင်းချောက်မှုတွေကိုရင်ဆိုင်ရပြီးတဲ့နောက် UWSA ဟာ NUG PDF အပါအဝင်စစ်ကောင်စီဆန့်ကျင်ရေးဖွဲ့စည်းများအတွက်စစ်ရေးနဲ့စီးပွားရေးအကူအညီများပေးတော့မှာမဟုတ်ကြောင်းတရားဝင်ကြေညာခဲ့ပါတယ်။ PDF ရဲ့အဓိကစင်ခေါ်မှုဟာလက်နက်ကြီးများနဲ့ယုံကြည်စိတ်ချရတဲ့လက်နက်ငယ်များဇက်တိုက်ရရှိရေးပဲဖြစ်ပါတယ်။ PDF ရဲ့စစ်မြေပြင်အောင်မြင်မှုတွေဟာ EAO များရဲ့တနန်းပေးမှုမာပြွာမြောက်ပူပေါင်းဆောင်ရွက်မှုတွေနဲ့ပစ္စည်းထောက်ပံ့မှုများကြောင့်ဖြစ်ပါတဲ့ UWSA ရဲ့ထောက်ပံ့ရေးလမ်းကြောင်းပြတ်တောက်သွားခြင်းဟာရေရှည်လမ်းလက်ကိုင်းတိုက်ပွဲကိုဆက်လက်ထိန်းသိမ်းနိုင်ရေးအတွက်ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်လာပါမယ်။ EAO များနဲ့ PDF တို့ရဲ့ပူပေါင်းဆောင်ရွက်မှုတွေဟာတော်လည်ရေးစစ်ပွဲအဖြစ်ပြောင်းလဲနိုင်တဲ့အဓိကတော့ချက်ဖြစ်ပါတယ်။ DNLA ရဲ့အပြစ်ခတ်ရယ်ဆယ်မှုနဲ့ပစ္စည်းထောက်ပံ့မှုဆုံးရှုံးမှုတို့ဟာ PDF ရဲ့တိုးတက်မှုတွေကိုနှေးကွေးစေပြီးအထူးသဖြင့်ဗမာလူထုအများစုနေထိုင်ရာဒေသများမှာ နေမြေသိမ့်ပိုက်ခြင်းနဲ့ထိ ंछ ုပ်ထားရှိရန်ခက်ခဲစေမှာဖြစ်ပါတယ်။ PDF တပ်ဖွဲ့ဝင်များအတွက်အရေးပါတဲ့စစ်ရေးလက်ကျင့်ခွင့်နဲ့ထောက်ပံ့ရေးလမ်းကြောင်းအဖြစ်ဆောင်ရွက်ခဲ့တဲ့မြောက်ပိုင်းမဟာမိတ်ဖွဲ့ဟာယခုခါမှာတော့ကိုယ်အတွင်းရေးကိုသာအာရုံစိုက်လာနေပါတယ်။ဒါက PDF ကိုအထက်မြန်မာပြည်နဲ့အခြားဒေသများမှာအထူးကြံဖြစ်စေပြီးကိုယ်တိုင်ထုတ်လုပ်တဲ့လက်နက်များနဲ့အနေရများတဲ့တယူထောက်ပံ့ရေးလိုင်းများကိုသာအားထားရန်တွန်းအားပေးလိုက်ခြင်းဖြစ်ပါတယ်။ DTNL ရဲ့ပြစ်ခတ်ရစဲမှုဟာ ဒီမိုကရေစီလှုံ့ဆော်မှုအတွက်အရေးကြီးတဲ့အချက်တဲကိုဖြစ်စေတယ်။ PDF ဟာအင်အားတောင့်တင်းတဲ့ဖွဲ့စည်းတစ်ခုဖြစ်ကြီးထွားလာပေမဲ့လည်း၎င်းရဲ့ဆက်လက်ရှင်သန်မှုဟာယုံကြည်စိတ်ချရတဲ့ထောက်ပံ့ရင်းနဲ့အထက EU များနဲ့ပူးပေါင်းဆောင်ရွက်မှုပေါ်မှာမူတည်နေပါတယ်။မြန်မာတော်လှန်ရေးရဲ့ကံကြမ္မာဟာစစ်အုပ်ချုပ်ရေးဖွဲ့ကိုဆန့်ကျင်တိုက်ခိုက်နေုံနဲ့မပြီးပဲ၎င်းရဲ့အင်အားအကြီးဆုံးအင်ဒီဂျင်ဖြစ်တဲ့တရုတ်နိုင်ငံရဲ့လက်ထက်မှာလေးလေးနက်နက်တည်ရှိနေတဲ့ ရှုပ်ထွေးတဲ့ပထဝီနိုင်ငံရေးစစ်တူရင်ပွဲဖြစ်ကြောင်းတက်သေးပြလိုက်ခြင်းပဲဖြစ်ပါတယ်။ UNG နဲ့ ERO များဆက်ဆံရေးမနှွေးထွေးမှုတိကျပြတ်သားတဲ့မူဝါဒကိုမချပြနိုင်မှုတွေကတော်လိုင်းရဲဘော်တွေအတွက်အားမလို့အားမရဖြစ်နေတဲ့အမေးပုတ်စာတစ်ခုဖြစ်နေပါတယ်ခင်ဗျာ။